ရောဘွန်အညောင်းကားစီရောဒီနေ့ဒီချေကို reading လေးလုပ်ပါမယ်အဲ့တော့ဒီနေ့ reading က talk to me in korean ကနေပြီးတော့ထုတ်ထားရေပေါ့နော် easy korean reading ဆိုရယ်စာအုပ်လေးတွေကယုံပါနော်ရုပ်ရှင်ဆိုရယ်အကြောင်းလေးကိုဒီနေ့ဖတ်ကြမယ်ဒါလေးတွေကပြောမယ်ဆိုဒီ reading လေးတွေကဖတ်ပေးတင်တယ်ပေါ့နော်ဒါမှစာဖတ်လာလဲတွက်လာမယ်ပြီးတော့ vocab တွေလည်းကိုယ်ကကျွဲဝလာမယ် ဲ့လိုမျိုးဖြစ်လာမှာစီပီဒီ writing ရေးလို့ရှင်အထောက်အကူဖြစ်တယ်ပြီးတော့ speaking ပြောဖို့အတွက်လည်းဒီစာပိုက်ကလေးရအထောက်အကူဖြစ်တယ်เนาะအချိန်နဲ့တိတ်မပေးရတဲ့အတွက်ဒီကတော့ဖတ်စီချင်ပါတယ်ဒီစာပိုက်လေးဆိုရင်အချိန်2မိနစ်3မိနစ်လောက်ဆိုရင်တော့တော်တော်လုံလုံလောက်လောက်ဖြစ်တယ်ပေါ့เนาะအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်စဖတ်ရအောင်ယုံဝဘူဆန်ဟင်းယုံဝဆိုတာရုပ်ရှင် ဘူဆောင်ဟင်းဆိုတာကကျတော့ train to busan ဆိုတဲ့ဇာတ်ကားအဲ့ဇာတ်ကားကတော့အင်္ဂလိပ်လိုဆိုလို့ရှိရင် train to busan ပေါ့နော်ကိုရီးယားလိုဆိုရင် busan hing အဲ့ဘူဆောင်ဟင်းကိုတဲ့ဘတ်ဆော်ယူကြည့်ခဲ့တယ်တဲ့အီယုံဝါနဲဒီရုပ်ရှင်ကတော့ယွန်ဆန်ဟိုအဲ့ယွန်ဆန်ဟိုဆိုတာနာမည်နော်လူနာမည်ဒါဂမ်ဒိုကဂမ်ဒိုဆိုတာဒရိုက်တာအဲ့ဒရိုက်တာယွန်ဆန်ဟိုရဲ့ ဇွန်ဘီယုံဝါရေယိုဇွန်ဘီရုပ်ရှင်စကားဖြစ်ပါတယ်။အေယုံဝါနဲ့ဒီရုပ်ရှင်ကတော့ယွန်ဇန်ဟိုကမ်တိုဂီဒရိုက်တာယွန်ဇန်ဟိုကချောအွန်မရိုပထမဆုံးအနေဖြင့်မန်ဒင်ပြုလုပ်တဲ့ရှင်းစာယုံဝါရေယိုရဘုန်းတို့ဒီမင်းလေးလေးဆိုချက်တင်တယ်နော်။ရှင်းစာယုံဝါဆိုတာ live action နော် live action ဇာတ်ကားတဲ့။ ။ဤကောင်းတို့ကဒီဒရိုက်တာကတော့တဲ့။ဤယုံဝါရဒီရုပ်ရှင်ကိုမန်ဒရဂီချောနေနဲ့မပြုတ်လောက်ခင်မှာကတော့အဲ့တော့ဒီဂီချောနေဆိုတာတတားလေးပဲ။နော်မန်ဒရဂီချောနေနဲ့မပြုတ်လောက်ခင်ပြောချင်တာဒီရုပ်ရှင်မရိုက်ခင်ပေါ့။ထောင်ဆောင်အမြဲတမ်း animation နဲ့ mandala story သူကဒီရုပ်ရှင်ကိုမရိုက်ခင်မှာအများနဲ့ animation ရုပ်ရှင်တွေကိုသူကပြုတ်လုခဲ့တယ်တဲ့ 그 애니메이션 영화들이 애니 애니메이션 사가리가 너무 좋아 애 애니메이션 사가리가 아래도 양가로 이번에 디자카마 새로운 영화에 대해서 요신 아때뭐에 대해서 전해드라베 요신 아때네 빠따비로 기대를 많이 했어요 어 기대를 많이 했어요 저라가 ူကအများကြီးစိတ်လှုပ်ရှားခဲ့တယ်ဒီရုပ်ရှင်ကိုရိုက်ဖို့အတွက်သူအများကြီးစိတ်လှုပ်ရှားခဲ့တယ်ပေါ့ဂျွန်နဲ့ကျွန်တော်ကတော့ဂျော်ဆိုအတိပဲနှမျိုးရမယ်ကျွန်တော်ဂျမနော်ဂျွန်နဲ့ဝော်လယ်အရင်ကဂျွန်ဘီယုံဝါတယ်ဂျွာဟာကြီးအန်နာယောအဲ့တော့ဇွန်ဘီရုပ်ရှင်တွေကိုတဲ့သူကမကြိုက်ဘူးတဲ့သူကအရင်ကတော့ဒီဇွန်ဘီစကားတွေကိုမကြိုက်ဘူးပေါ့ Grande ရဲ့ဒါပေမဲ့အီယုံဝါနဲ့ဒီရုပ်ရှင်ကတော့ John Mile 정말 설득했고 재미있었어요. 세운 사보 강의래. 그래 달리고 사성자 가오비안 팔지야. 너 두의 예 강생글리가 교화 조신조하이노조신 영화 부상행을 봤어요. 이 영화는 영상호 감독의 준비 영화예요. 이 영화는 영상호 감독이 처음으로 처음으로 만든 실사 영화예요. 이 감독은 이 영화를 만들기 전에는 항상 애니메이션을 만들었어요. 그 애니메이션 영화들이 너무 좋아서 이번에 새로운 영화에 대해서 기대를 많이 했어요. 저는 원래 좀비 영화를 좋아하지 않아요. 그런데 이 영화는 정말 재미있었어요. 그러면 나도 제로 디네 영화에서 강세야 비다바리 이투민 코리안가 비랭고 제 시리네 로프 လုပ်ထားရပါတော့เนาะအဲ့တော့နောက်ထပ်ဗီဒီယိုမှာဆိုရင်ဒါနောက်ထပ်ခေါင်းစဉ်တစ်ခုထပ်ပြီးတော့ဖတ်ကြပါမယ်